တော်ဝေစုစကားနှစ်နဲ့စာအရင်းတုံညာမယုံရ2026 January February ကိုရည်မှန်းပြီးတော့ကျွန်တော်တို့တက်မွေးပညာကျောင်းတွေအဲအဆင့်မြင့်ပညာကျောင်းတွေနောက်ဈေးနဲ့ပတ်သက်ရင်ဈေးတက်ကတူအဲဈေးကျောင်းတွေပေါ့နော်နောက်သူနာပြုတက်ကတူသူနာပြုကျောင်းတွေအဲ community hub လူမှုကျန်းမာရေးနဲ့ပတ်သက်တဲ့ အဲအကြောင်းတွေကိုကျွန်တော်တို့ခွင့်လင့်နိုင်ဖို့အတွက်အစီအစဉ်နေပါတယ်။ဒါတွေဟာအခု2026 January February မှာစတင်ဖွင့်လင့်နိုင်လိမ့်မယ်လို့လည်းကျွန်တော်တို့အဲယုံကြည်ပါတယ်။ဒါမကြာမီမှာမြေပြင်စီးတက်ကတူမြေပြင်သူနာပြုတက်ကတူမြေပြင်ပြည်သူ့ကျန်းမာရေးတက်ကတူတွေဖွင့်လင့်နိုင်မှာဖြစ်ပါတယ်။မကြာမီမှာမြေပြင်အဆင့်မြင့်ပညာတက်ကတူတွေဘာသာရပ်ပေါင်းစုံအဆင့်မြင့်ပညာတက်ကတူတွေတက်မွေးပညာကျောင်းတွေတော်လန်ရေးနဲ့အနာဂတ်အတွက်လိုအပ်တဲ့လူစွမ်းအားအရင်းအမြစ်တွေကိုထုတ်လုပ်ပေးနိုင်မှုလို့ NUG ြေပြင်မှာလည်းစုပေါင်းယုံလည်းရှိပါတယ်။ဝင်ကြီးဒုဝင်ကြီး၈ယောက်၉ယောက်ကျွန်တော်တို့ယုံထိုင်နေယုံလည်းရှိပါတယ်။ကဲ2026ဒလပိုင်းနဲ့နှလားပိုင်းမှာအန်နူဂျီကမြေပြင်မှာပညာရေးတက္ကသိုလ်တို့ဆေးတက္ကသိုလ်တို့ဖွင့်လှစ်တင်ရပေးတော့မယ်တဲ့လူဆွမ်းရလူဆွမ်းအားအမြင်အရင်းမြစ်အတွက်တက်မွေးဝဲချောင်းပညာရေးသင်ပေးတော့မယ်တဲ့ဆိုတော့ဆိုဝေဆိုမဲ့အလိုကဘယ်ဘရုဆက်ပဲခေါင်းရရနေအနောက်ကနေရိုက်ပြတာမသိဘူးเนาะမြေအောက်ဆေးရုံနဲ့ အဲ့နဲ့မိဖိုင်အောင်ထောင်ဖို့လားမြေအားမှာမအေလို့ကြီးအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အန်ယူဂျီကျမ်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးရဲ့ပြောကြားချက်တွေကိုလောင်ပြောင်လိုက်တဲ့မပူတူရုပ်တံကိုတင်ဆက်ပေးလိုက်ပြီးမူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာကျမ်းမာရေးဝန်ကြီးဌာနမှာဆိုရင်အင်အား9000ကျော်ရှိတဲ့ CDN အနေနဲ့ဖွဲ့စည်းထားတယ်လို့ဒီ MOD ကာကွယ်ရေးဝန်ကြီးဌာနစီးအဖွဲ့မှာလည်းအင်အား1000 နီးပါးရှိတဲ့ဈေးအဖွဲ့များနဲ့ဖွဲ့စည်းပြီးတော့ကျွန်တော်တို့ကျမရေးစောင့်ရှောက်မှုပေးနေတာဖြစ်ပါတယ်။ဒေတာအလိုက်တွေကျွန်တော်တို့ကျမရေးစောင့်ရှောက်နိုင်တဲ့ဈေးယုံတွေဈေးကန်းတွေရှေ့တန်းဈေးယုံဈေးကန်းတွေနောက်တက်စိတ်လိုက်တက်ရင်းလိုက်ဈေးအဖွဲ့တွေဖွဲ့စည်းပြီးကျွန်တော်တို့စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ ဒေတာလိုက်တယ်တက်စုလိုက်တယင်းလိုက်မှာတို့ကစေအဖွဲ့ကြီးရှိရဲ့စီဒီယန်ကျမ်းမာရေးဝန်ထမ်း9000ကျော်တို့လဲပတ်နေပါတယ်ဒါပေမဲ့တကယ်တမ်းတို့ဖော်ပြတဲ့အပြည့်ဖက်မိသားစုဖော်ပြတဲ့သတင်းမှာတော့အကုန်လုံးကစေဝါမရှိလို့ကုသစရာစေမရှိလို့စေဝါကျွမ်းကျင်တဲ့ဝန်ထမ်းတွေမရှိလို့ဒုက္ခရောက်နေတယ်ဆိုတာကြီးပဲနော်ပီရီယယ်လေးတွေလိုင်းမတက်လိုက်နဲ့ဒီလိုပဲကျွန်တော်တို့ဒုက္ခရောက်နေတဲ့ဆေးတွေကူညီပေးပါဆိုတာပဲတွေ့ရတယ်။ဇော်ဝေဆူဟာဒီလိုကလင်ကကြီးချတယ် ေဝင်ကြီးများရုံးတွေဖွင့်လိုက်တာဝက်ဝက်ကွယ်ပြက်ပြက်ကွယ်နိုင်ငံမှာမရှိတဲ့ဝင်ကြီးလက်စစ်ဝင်ကြီးတဲ့ညီတို့လက်စစ်ကညီတို့နေရာပုတ်ပြရတဲ့လက်စစ်ကိုပေးမလို့လားမြန်မာပြည်လက်စစ်ဝင်ကြီးကလည်းမရတဲ့နေရာတုတ်ပြီးပတ်စံတွေပြည်သူပတ်စံတွေကိုအာပါလဲအိတ်ပေါက်နဲ့ဖားကောက်ဖျက်လို့တာလက်စစ်ဝင်ကြီးဌာနတဲ့ပညာရေးဝင်ကြီးဌာနတဲ့အဲကျမ်းမာရေးဝင်ကြီးဌာနတဲ့ကလေးတွေအောက်မှာဒါရရလို့ရှိရင်ဖိန်ခိလာတော့မရှိဘူးဟမ်ပြီးတော့ဆောက်ဆောက်ခွက်ပြောင်းပြီးကွန်တိန်နာ၃စီးလူလိုက်ပါတယ်ပြောင်းလိန်ပြောင်းစားသေးတယ်ဟမ် တမားလဲနေလို့ရရက်စိတ်ဝင်ကြီးဌာနဘယ်နှမမီးပေးနေတော့ဟမ်နင်တို့နင်တို့ဘူးမောက်နေတဲ့နေရာမှာမီးပေးနေရလားဟမ်ကျမ်းပါရေးဝင်ကြီးဌာနဘယ်မှာလို့ဖိန့်ခေလားညာရရတဲ့ကလေးတွေဖိန့်ခေလားတော့မမှန်ဘူးဟမ်တမားလဲပညာရေးဝင်ကြီးဌာနအကုန်လုံးဖန်ခန့်ရပြီနေမပီတရားလူတွေနင်တို့ပောက်သွားလို့ဘာကြီးလည်းမသိဘူးဖန်ခန့်ရရဘယ်မှာလဲဘာဝင်ကြီးဌာနလဲနင်တို့တလောက်ဝင်ကြီးဌာနပေါင်းများစွာထုတ်ပြီးတော့မှစည်ရင်စည်ရုံမရှိဘဲနဲ့ခိုးချင်ရခိုးနေတဲ့တခုံးများငါတို့ကိုစည်ရင်လာစစ်တာငါ့ကိုစည်ရင်စစ်ဖို့စည်ရင်စည်ရုံအရင်ထောက်လိုက် အယုဒိယလူကြီးကလည်းပန်းဆက်လို့စားကြွေးရတာညိုထားတော့လဲမျိုးပန်းဆက်လို့အဲ့လိုနေတာတော့အီအီအဲ့အဲ့နဲ့မအော်ရဲပဲနဲ့ပန်းဆက်လို့အစီကိုပဲပြပြငုံနေရအဲပန်းဆက်လို့အစီကိုပဲပြပြငုံနေရကျွန်တော်တို့ရဲဘော်တွေတယောက်ချင်းစီရဲ့အသက်တွေဘဝတွေကိုလက်အင်္ကာတွေပေးဆက်ထားရတာကြောင့်တစ်ချက်တပြားမှတော်လှန်ရေးအပေါ်ကနေအမျက်မထုတ်တင်ပါဘူးအမျက်ထုတ်တဲ့သူကိုကျွန်တော်တို့အေးအေးယူရမှာပဲဖြစ်ပါတယ်ကျွန်တော်အမျက်ထုတ်ရင်ကျွန်တော်ကိုအေးအေးယူရမှာဖြစ်ပါတယ်တော်လည်းမှာရဲဘော်တွေအသက်ပေးထားတဲ့အတွက်เนาะ ပဆန်လေးကိုအလွဲသုံးစားလုပ်ပြီးတော့တော်လန်ရေးရံမမွေးတွေခိုးတယ်တခိုးရင်ချင်းအေးယူရမယ်တဲ့။သူခိုးရင်သူ့ကိုအေးယူပါတဲ့။ဆိုတော့တော်လန်ရေးမှာရံမမွေးတွေကတခိုးတွေရှိလားမရှိလားဆိုတာကျမတို့ပြောရင်လွန်ရကြမှာဆိုလို့ရှင်တို့ချင်းချင်းပဲပြန်ပြီးပြောခိုင်းမယ်နားထောင်ကြည့်ပါဒီပေါက်ကန်ရလားတနေကလုံးအကင်ကန်ရလားနင်တို့ငက်ကင်တက်မှတ်ထားတဲ့နေရာဆိုတာနင်တို့ဤတင်စာပေါင်းစပ်ပတ်ထဲမှာလားပန်ဆယ်လိုစပ်ပတ်ထဲမှာလားအင်းငက်ကင်ရမှာလဲငက်ကင်ငက်ကင်ရဲ့ရှေ့မှာနော်ငက်ကင်ရဲ့ရှေ့မှာတော်လန်ကြီးအတွက်လူလိုက်တဲ့ ကြောက်တထေးရဲ့တိန်းတစ်ထောင်ဘယ်မှာလဲဒါတဲ့ရှင်လားစင်ကာပူကနေငါကိုတိုင်လူခိုင်းလိုက်တဲ့စိန်လက်စွန်းနေရောင်းလိုက်တယ်လို့ပြောပြီးဘယ်နေရာလူလိုက်လဲတနက်ပနေလဲရသွားလဲနေတော့ကိုတိုင်နေတော့ဝင်ကြီးတွေကိုတိုင်ကအဲ့ကိုလောက်တဲ့ညက်ကင်ကိုကိုဘာလဲအေဂျင့်ကပွဲစားခယူစားပြီးတော့မှနော်အေဂျင့်ကယူစားပြီးတော့မှကွန်တိုရို့ဒီကလည်းဘာလဲနေတော့မဲဆောက်မှာတော့ဘာလဲဒီဟိုကောင်မှတော့ဤတင်စားမှာရဲ့စိန်ဖွင့်ပွဲနဲ့အဲ့ဒီခါယူနေတော့လှုပ်ချလိုက်တယ်ကွန်တိုရို့နေတော့ဝယ်ချလိုက်တယ် က်ခဲ့ project ကရတဲ့ပတ်စံကိုတဲ့ထိုင်းနိုင်ငံမဲဆောင်မှာ NGO ဝင်ကြီးဣဒံသာမောင်ဆိုင်ဖွင့်ပွဲနဲ့တူကွန်တိုဝယ်လိုက်တယ်တဲ့ဖော်နေပြီအာကရေမှုငွေကြေးအလဲသုံးစားလောက်မှုကိုအရေးယူမယ်ဆိုတဲ့ဇော်ဝေဆိုးဘယ်လိုရေးယူမှာလဲအတူအဲ့ငိုက်ကွင်ရဲ့ပွဲသားခနဲ့ဘသူကအိမ်ဝယ်လဲမဲပေါင်းမှနင်တို့လူအိမ်ဝယ်သွားတယ်ဘယ်ရက်ဘယ်လားဘယ်ချိန်ကအိမ်ဝယ်သွားလဲတောင်ငယ်ကင်စံတော့အိမ်ရဲ့ပတ်စံနေဘသူပါယူသွားလဲကျမအယူကြည့်ဦးအလိုက်ပြီးမသိဘူးလွတ်ပြုတ်စက်ပတ်လုံးလုံးမရဘူး ။ရောက်အချိန်ပြီးရောက်ပြီးနင်းပဆက်ကြီးနဲ့နင်းပဆက်ကြီးနဲ့ပြောခဲ့တာ။တတ်မှတ်ထားတဲ့နေရာအချိန်မှန်ရောက်သွားပါပြီဆိုပြီးမင်းစောက်ပေါက်ကြီးနဲ့လိုက်ဝင်ပြီးဆွေဆောင်ဆွေဆောင်နဲ့နင်းမျက်လုံးတောက်တစ်ဖက်မြောက်တစ်ဖက်လုံးနဲ့နဖူးအမောက်နေရောင်ကကောက်ဘလူးမမျက်နှာကြီးနဲ့နင်းကိုယ်တိုင်ပြောခဲ့တဲ့ကိစ္စနင်းရှင်းရမယ်။နင်းကိုယ်တိုင်ပဆက်ကဟာခဲ့တဲ့ကိစ္စနင်းရှင်းရမယ်။ခရာအဲ့ဒါအန်ယူဂျီရဲ့ဆရာမကြီးပန်စဲလိုပြောနေတာ။ဘန်ကိစ္စမင်းတို့စပရင်တဘူးရောနပရင်ဘူးရောဘာကိစ္စ။ဒါလည်းအပတ်စံပြန်ကြောက်လာဘာလို့မပေးတာလဲ။မင်းတို့ရဲ့ဘော့ တက်တမ်းပြေးသွားပြီပြန်တောင်းတာဘာလို့မပေးတာလဲပေးရမယ်နင်တို့ဘောင်းသမားတွေပြန်တောင်းဘမလဲဘောင်းပတ်စံဘမလဲဘာလို့တက်တမ်းပြေးလို့ငါတို့ပြန်တောင်းတာငါဘောင်းပတ်စံ9000ပဲရတယ်နောက်တော့9000ကျန်နေရဲ့နင်တို့နေနေတည်ပြီးလာလိုက်လာလိုက်တဲ့နေနေကစပတ်မြင်းဖြစ်နေတယ်ဟုတ်လားစပတ်မြင်းဖြစ်နေတယ်လာလိုက်တဲ့နေနေကစပတ်မြင်းဖြစ်နေတယ်ဟုတ်လားစပတ်မြင်းဖြစ်နေတယ်စပတ်တွေလီးလေးလောက်တဲ့မြင်းပွဲဖြစ်နေတယ်နတ်ဆန်နဲ့မတူပြီးမျိုးကိုစစ်ကောင်စီပုံထက်ကျဲ တအောင်မျိုးသားလူမျိုးရေးတက်မတော် TNLA ထိမ့်ချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကနတ်ဆန်မျိုးကိုဒီနေ့မနက်ပိုင်းမှာစစ်ကောင်စီကဘုံကျဲသွားပြီးဒါဟာစက်၃ရက်အတွင်း၃ကြိမ်မြောက်လေကြောင်းတိုက်ခိုက်မှုဖြစ်ပါတယ်နတ်ဆန်မျိုးနဲ့အုံဆွမ်ကြီးရွာကိုအောက်တူဘာစက်၄ရက်မနက်9:15မိနစ်ခန့်မှာစစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံကျဲသွားတာလို့ TNLA ကထုတ်ပြန်ထားပါတယ်အသေးစိတ်အခြေအနေကိုထပ်မံအတည်ပြုမယ်လို့ဖော်ပြထားပါတယ် အောက်တိုဘာလ13ရက်နေ့ခင်းပိုင်းကလည်းနတ်ဆန်မြို့နယ်ကရာကြီးကျေးရွာကိုချက်ဖိုက်တာနဲ့ဘုံကျဲသွားလို့အရက်သားတဦးတန်ရခဲ့ပါတယ်အောက်တိုဘာ၄ရက်နေ့လည်းကလည်းနတ်ဆန်မြို့နယ်ဇေတုံဟုံးကျေးရွာကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ကလေးနဲ့ဦးတည်ဆုံးပြီးကလေး6ဦးအပါဝင်ကိုဦးတန်ရရခဲ့ပါတယ်စစ်တပ်ကပြီးခဲ့တဲ့အောက်တိုဘာလ၁ရက်နေ့မှာကြောင်မဲမျိုးကိုပြန်လည်ထိန်းချုပ်နိုင်ပြီးတဲ့နောက်ပိုင်း PNLA ထိန်းချုပ်ဒေသတွေကိုစစ်တပ်ကလေကြောင်းကနေ နေ့စဉ်ဘုံကျဲနေပါတယ်အောက်တိုဘာလ၁ရက်ကနေအောက်တိုဘာလ၁၄ရက်အတွင်းမိုးကုတ်ကြောင့်ပဲနမတူမန်နုံနတ်ဆန်မိုးမိတ်မိုင်းလုံးတီပုံမျိုးတွေကိုစစ်ကောင်စီကဘုံကျဲလိုအရက်သား၃၀ဦးခန့်တည် ဆုံးခဲ့ပါတယ်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေစက်တိုက်ကျူးလွန်နေလို့စစ်ရေးတရရှိဖို့နဲ့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာတွေလိုက်နာကြဖို့ဒေသခံပြည်သူတွေကို TNA ကတတိပေးထားပါတယ်ဒါအပြင်စစ်ကောင်စီကဒီနေ့မနက်ပိုင်းမှာလည်းချင်းပြည်နယ်မတူပြည်မြို့ကိုလေကြောင်းကနေဘုံကျဲသွားပါတယ်မတူပြည်မြို့ဘောကိုဘုံကျဲတာဖြစ်ပြီးထိခိုက်မှုအခြေအနေကိုမသိရသေးဘူးလို့ဒေသခံတရရင်မြစ်တွေကပြောပါတယ်